မင်္ဂလာပါပရိသတ်တို့ရေအခုတခါဗီဒီယိုထဲမှာပရိသတ်တို့ကိုကဘာပေါ်ကချမ်းသာဆုံးမိသားစုကြောင့်ကိုပြပြကြမှာရီသူတို့အားဈေးကြီးတွေဘလုံးသိန်းတွေကိုစပွန်ဆာပေးနိုင်တယ်လို့ဈေးရင်ကြီးတဲ့ဈေးကံပစ္စည်းတွေပိုင်ဆိုင်တဲ့အထီကိုမှချမ်းသာကြပါရီအိမ်မိသားစုကတော့ခြားမဟုတ်ပါဘူးဆော်ဒီအာရေဗီယာနိုင်ငံရဲ့တော်ဝင်မိသားစုပဲဖြစ်ပါရီ Sorry အင်တော်ဝင်တော်ဝင်မိသားစုဟာနိုင်ငံတွင်းမှာသာမကအရှိလေပိုင်းဒေသတွေကိုပါဩဇာလက်မှုပါရီသူတို့မိသားစုရဲ့ငွေကြေးပိုင်ဆိုင်မှုစုစုပေါင်းက နက်ဝတ်မှာဗီဒီယံနဲ့ခြေုံနဲ့မကထီလီယံထိပါခြေပါရီဒီလိုမျိုးများပြတဲ့ချမ်းသာကြွားမှုဟာ sorry arabia နိုင်ငံရဲ့စီးပွားရေးကဏ္ဍကိုဆယ်စုနှစ်ပေါင်းများစွာပံ့ပိုးပေးနေတဲ့ရှင်နေနေကြောင်းဖြစ်ပါရီသူတို့မိသားစုဟာနိုင်ငံတွင်းကရှင်နေကုမ္ပဏီကိုထိန်းချုပ်ထားပြီးတော့ရှင်နေစီပေါင်း266ဘီလီယံထက်ရှိတဲ့ကမ္ဘာအကြီးဆုံးရှင်နေတွင်းကြီးကိုထုတ်ယူနေကြတာပါတော်ဝင်မိသားစုရဲ့ပိုင်ဆိုင်မှုတွေတကမှအဖိုးတန်ဆုံးပိုင်ဆိုင်မှုတစ်ခုဟာနိုင်ငံပိုင်း Sorry Aram ကိုရင်းနှင်းကုမ္ပဏီဖြစ်ပြီးတော့ဒေါ်လာထီရီယန်နဲ့ချီတန်ကျေးရှိကကမ္ဘာတန်ဖိုးရှိဆုံးကုမ္ပဏီတွေကတခုလေးဖြစ်ပါတယ်။တဝင်းမိသားစုတွေဟာနန်းတော်တွေကိုဝိုင်ချက်လျင်ရင်းနေနဲ့စိန်ခမ်းတင်မော်တွေများစွာပိုင်ဆိုင်ပါတယ်။သူတို့ဟာငွေကိုရှည်လို့သုံးနိုင်ကြတာဖြစ်ပြီးတော့မီဒီယန်နဲ့ချီတန်ဖိုးရှိတဲ့ပကြီးပစ္စည်းတွေလက်ဝိနာရီနဲ့ရှားပါမျိုးတုံတရိတ်ဆန်တွေတာမှဝယ်ကျင်တယ်လို့ဝယ်ယူကြတာပါ။ Sorry တဝင်းမိသားစုဟာမျိုးနိုင်စရာကောင်းတဲ့ငွေကြေးကိုပိုင်ဆိုင်ကြပြီးတုံ့ပြုံကြတယ်လို့ ကင်းဆန်မန်လိုအဖွဲ့အစည်းတွေကနေလည်းငွေကြေးများစွာကိုပရိုက်တာအနေနဲ့လှူဒန်းကြပါသေးတယ်။သူတို့ဟာနိုင်ငံတွင်ဆင်းရဲတဲ့ပြည်သူတွေပြင်ကမ္ဘာတဝန်းလုံးကိုဒုက္ခရောက်နေတဲ့သူတွေကိုငွေကြေးပမာဏများစွာလှူဒန်းတာကြောင့်ထင်ရှားပါရည်။ဒါပေမဲ့အချို့ကတော့သူတို့လှူတဲ့ငွေတွေဟာသူတို့ပိုင်ဆိုင်မှုရဲ့တမုံစာလောက်ပဲရှိတယ်လို့ပြောဆိုသုံးသပ်ကြပါရည်။ သူတို့ရဲ့ငွေကြေးတွေကိုကမ္ဘာတဝန်းကနိုင်ငံတွေနဲ့ဖွဲ့စည်းတွေမှာလည်းရှင်းလင်းမြှုပ်နှံထားပါရီသူတို့ရဲ့ပတ်စံတွေကိုဗန်လုပ်ငန်းတွေအင်ချက်မြေလုပ်ငန်းတွေနဲ့ချော်ပြင်းလုပ်ငန်းတွေမှာအများဆုံးရှင်းလင်းမြှုပ်နှံပါရီလန်ဂျယ်လိုမျိုးကြီးတွေမှာခြံဝင်းကြီးတွေပိုင်ဆိုင်တယ်လို့ဟောလိဝုဒ်စကားတွေထဲမှာလည်းငွေတွေများစွာရှင်းလင်းမြှုပ်နှံပြီးစီးပွားရေးမှာတကမ္ဘာလုံးကိုလွှမ်းမိုးနိုင်အောင်ကြိုးစားကြပါရီသူတို့ကရီယာဒေတာကကြီးကြေခန်းတာတွေတန်းတော်ကြီးတွေဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့စိန်ခံဆန်အိမ်ကြီးတွေလိုမြေပိုင်ဆိုင်မှုတွေလည်းများစွာရှိပါသေးတယ်။အဲ့လိုမြေပိုင်ဆိုင်မှုများစွာရှိခြင်းကသူတို့ရဲ့ချမ်းသာကြွယ်ဝမှုကိုဖော်ပြနေပါသေးတယ်။ပို့ဆောင်ရေးရှင်တွေမှလည်း sorry တော်ဝင်မိသားစုဟာငွေကြေးများစွာကိုအသုံးပြုကြပါသေးတယ်။သူတို့ဟာကမ္ဘာကြီးသုံးခီးတဲ့တင်ရင် Airbus A380 ကိုကိုပိုင်ချက်လျင်တွေများစွာကို ပိုင်ဆိုင်ပြီးတော့အဲ့ချက်လျင်တွေထဲမှာလည်းရွှေတွေကတ်ထားတာတွေ စိန်ခံတုံးဆောင်လေးနဲ့စင်မြန်းထားတာတွေကိုပြုလုပ်ကြပါရည်။သူတို့ဟာစိန်ခံတင်မောတွေကိုလည်းပိုင်ဆိုင်ပြီးအရန်လာပါတဲ့ရေချောင်းရှုခင်းတွေကိုစိန်ခံကြည့်ရှုကြပါရည်။သူတို့ဟာသူတို့ရဲ့ငွေကြေးတွေကိုရှင်းနေပြင်တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီတွေ၊ဘဏ်လုပ်ငန်းတွေနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကနေလည်းရရှိပါရည်။သူတို့ရှိရာကုမ္ပဏီဖြစ်တဲ့ Kimtan Holding Company ကနေ City Group, Twitter နဲ့ Euro Disney လို့ ကမ္ဘာလုံးဆိုင်ရာဖွဲ့စည်းတွေကရှယ်ယာတွေကိုလည်းအများအပြားပိုင်ဆိုင်ကြပါရည်ဒီလိုရှင်းနေမြုံနယ်မှုတွေကြောင့်ပဲသူတို့ကပို့ပြီးတော့ချမ်းသာပြီးရင်ချမ်းသာလာတာပါဒါပြင်သူတို့ကရှားပါပြီးတော့ဖိုးတန်နဲ့အမှုပညာပစ္စည်းတွေကိုလည်းပိုင်ဆိုင်ကြပါစေသူတို့ဝယ်ယူသိမ်းဆည်းထားတဲ့အမှုပညာပစ္စည်းတွေကို King Abdullah Sea Center လို့နေရာတွေမှာပြသထားပါရည်သူတို့ဒီလောက်များတဲ့ပတ်စံတွေကိုဘလို့သုံးဆွဲကြသလဲဆိုရင်အရင်ဆုံးမင်းသား Airwali Bintain နဲ့စပြောရမှာပါသူကတော်ဝင်မိသားစုထဲမှာဩဇာညောင်းသူဖြစ်ပြီး မဲကျော်ဘီလီယံနာတယောက်လေးဖြစ်ပါရီကားရီကိုစူးစမ်းရတာကြိုက်တဲ့သူ့ရဲ့ဝါသနာကြောင့်ထင်ရှားပြီးကဘာပေါ်ကဈေးကြီးဆုံးနဲ့ကန့်တက်နေတာထုတ်ထားတဲ့ကားရီကိုပိုင်ဆိုင်ပါရီသူမှာဘာဂတီဖယ်ရမ်နဲ့နမဲကြီး Rolls-Royce Phantom လိုမျိုးကားမျိုးတွေပါရှိပါသည်။သူရဲ့စူးစမ်းမှုတွေဟာသူဘလောက်ချမ်းသာတယ်ဆိုတာနဲ့ဂုဏ်ကြီးရင်ဆိုတာကိုပြသနေပါသည်။ဒါပေမဲ့စေကံကားတွေကိုစူဆောင်းရတာဝါသနာပါသူတဦးတည်းတော့မဟုတ်ပါဘူး။ Sorry Arabia ဝင်ကြီးချုပ်ဖြစ်တဲ့အင်ရှစ်ဆန်မင်းသားမိုဟာမက်ဘင်ဆိုလမွန်ဟာလည်းကားစူဆောင်းရတာဝါသနာထုံပါရီ။သူ့မှာအရန်မိုက်တဲ့ Lamborghini Aventador, Ferrari LaFerrari နဲ့ Sharpari, McLaren P1 လိုကားမျိုးတွေရှိပါရီ ဒီဆွဲဆောင်ရင်မြင့်ကားရီဟာငွေကြီးချမ်းသာမှုတွေမကတော်ဝင်မိသားစုရဲ့ပြည်စုံကိုလုံးနဲ့ဘဝနေထိုင်မှုပုံစံကိုလေးပြသနေပါရီသူတို့အားစိန်ကန်ကားရီကိုဝယ်ယုံတာမကသူတို့ရဲ့ကားရီကိုစိန်ကန်ပစ္စည်းတွေထပ်ထည့်ပြီးတော့ထပ်တာပါသေးတယ်ဝယ်ပြီးသားကားရီကိုစိတ်ကြိုက်စီအောင်ပြေပြောင်းတာကနေအတွင်းကင်းထီကိုဈေးကြီးတဲ့စိန်ကန်ပစ္စည်းတွေနဲ့လဲလှယ်ပြစ်တာတွေအထိပြောင်းလဲပြစ်ကြတာပါသူတို့ကားရီကိုသူတို့စိတ်ကြိုက်ကိုဝင် ပုံစံဖြစ်အောင်ပြောင်းလဲကြတာပါ သူတို့ဟာကားတွေကိုစုဆောင်းရုံတွေမကပါဘူးသူတို့ရဲ့မဟာမိတ်နိုင်ငံတွေစီကိုလေဈေးကြီးတဲ့စိန်ခံကားတွေလက်ဆောင်ပေးလို့ရှိပါတယ် ဒီလိုလက်ဆောင်ပေးတာကမဟာမိတ်နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးတက်စေရုံသာမကပဲနဲ့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ဩစာအာဏာကိုလည်းပြသရာရောက်ပါတယ်။ကားရီပြင်တော်ဝင်မိသားစုတွေစုဆောင်းလေးရှိတဲ့အခြားယာရီလည်းရှိပါသေးတယ်။အဲ့ဒါကတော့စိန်ခင်တင်မောတွေပါ။ရေပေါ်မျိုးနေတဲ့နန်းတော်ကြီးတွေကိုခန်းထားလိုက်တဲ့ဒီတင်မောကြီးတွေဟာချမ်းသာကြွယ်ဝမှုရဲ့တင်ကြတာဖြစ်ပြီးတော့အဲ့ဒီတင်မောပေါ်မှာပါတီပွဲတွေကျင်းပလိုက်ရှိပါသေးတယ်။သူတို့ပိုင်ဆိုင်တဲ့တင်မောတွေတဲကတစ်ခုဖြစ်တဲ့ ရာချက်ကန်တန်ဖိုက်ခေအားလို့ခေါ်ပြီးမင်းသားအေဝါလီပင်တဲပိုင်ဆိုင်တာဖြစ်ပါရည်။အဲ့ဒီမပေါ်မှာရဟယင်စစ်တပ်နိုင်မဲ့နေရာရီကုကန်တဲ့အိတ်ခန်းတွေအများကြီးပိုင်ဆိုင်ပါရည်။ဒါပြင်တဝင်းမိသားစုတွေဟာမြေရေပင်လယ်ရဲ့ကြည်လင်နေတဲ့ရေပြင်ပေါ်ကနေလှပခန်းထားတဲ့ကရေဘီယံကမ်းခြေတွေထိကိုကြီးမားတဲ့စိန်ခန်းတင်မောတွေငားရမ်းပြီးတော့တွားရောက်ရတာကိုကြိုက်နေတတ်ကြပါရီ။ Sorry တဝင်းမိသားစုရဲ့တလဟောသုံးဖြုံးမှုတွေအကြောင်းပြောရင်တော့ သူတို့ရဲ့ဘောလုံးတင်းနေတဲ့မှာပတ်စံနေရှင်ကြီးမြုပ်တန်ထားတာရှိပါသေး။ဥမာအပြင်မင်းသားအေဒူလာဘင်မဆာဟာကင်းလေးဘောလုံးတင်း Sheffield United ထဲမှာ650ရာခိုင်နှုန်းထည့်သွင်းထားပါသေး။ သူရှိရာရဘောလုံးသင်းရဲ့လွယ်ချက်မှန်သမျှကိုဖြည့်ဆည်းပြုံသားမကအသင်းကိုကဘာကအောင်ဆိုင်မှုရအောင်ပါလုပ်ပေးခဲ့ပါရီဒီလိုလှုပ်ဆောင်ချက်တရား sorry တဝေမိသားစုရဲ့ဘောလုံးအတိုင်းဝိုင်းထဲမှာဝင်ဆန့်ကျင်တဲ့ဆန်နောက်ကိုဖော်ပြနေပါရီသူတို့ဟာအဲ့ဒါနဲ့ဒီမရက်သေးပါဘူးနမည်ကြီးထိတ်တဲ့သင်းတွေကိုလည်း sponsor တွေပေးတာပါတနာအနေနဲ့ပါဝင်တာတွေလည်းလှုပ်ဆောင်ပါသေးတယ်တဝေမိသားစုရဲ့မင်းသားအဲဝတ်ပင်နေပိုင်ဆိုင်တဲ့ relay data ကနန်းတော်ကြီးဟာသူရမ်းပေနှစ်သိန်းကျဲဝန်းပြီးတော့ထူးချုံပြမြောက်တဲ့ဘီတုကာလက်ရာရီ ဥယျင်တွေပြင်ကိုမိုင်တလိဆန်ရုံမှာပါဝင်ပါသေးတယ်။သူတို့ဟာ Saudi Arabia နိုင်ငံတည်းမှာသာမကနယူးယောက်ကွန်ဒိုလိုမျိုးကနေပြီးတော့လန်ဒန်ကနန်းတော်ကြီးလိုဟာမျိုးတွေအထိကဘာပေါ်ကတန်မိုးကြီးရဲ့နေရာတွေမှာလဲစိန်အင်းနန်းတော်တွေများစွာပိုင်ဆိုင်ပါတယ်။သူတို့မိသားစုပိုင်ဆိုင်နေမြေယာပိုင်ဆိုင်မှုတွေတွေကနာမည်ကြီးတဲ့နေရာတစ်ခုကတော့ Chatdor Louis the 14ဖြစ်ပြီးတော့ ပြည်သိနိုင်ငံကပရိမျိုးပြင်နာမှာတည်ရှိပါရည်ဒီခန္ဓာထဲဝါရဲ့နန်းတော်ကြီးဟာ၁၉ဆယ်စုခေတ်ကအတိုင်းတိဆောက်ထားတာဖြစ်ပြီးလာပါတဲ့အတင်းခွန်းဒီဇိုင်းနဲ့အသေးချပြင်ဆင်ထားတဲ့ဥယျာဉ်တွေနဲ့ကိုပိုင်ကျုံးတစ်ခုပါပါဝင်ပါသေးတယ်။အဲ့နန်းတော်ကြီးဟာအမေရိကန်ဒေါ်လာတန်300တန်ကျေရှိပါရည်တဝိမိသားစုဟာအခုလိုကိုပိုင်နန်းတော်တွေဇင်ခင်ဆန်အိမ်တွေများစွာပိုင်ဆိုင်ရုံသာမကဟိုတယ်တွေရဲ့ပန်းဖြေစခန်းတွေလည်းပိုင်ဆိုင်ပါသေးတယ်။အတရာတစ်ခုကတော့ပေရီမြို့မှာရှိတဲ့ Jeffa the Fish အမည်ရှိ လေးရသည့်ဟိုတယ်ပဲဖြစ်ပါသည်။အဲဟိုတယ်ကိုတော့မင်းသားအေဝါလီဘင်တလာကတစိမ့်တစ်ပိုင်းအနေနဲ့ပိုင်ဆိုင်ပါသည်။ဒီစိန်ကန်ဟိုတယ်ဟာအထူးကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့ရင်းသက်ရှိမောဝယ်အားဘီးတုကလေးရတွေကြောင့်ထင်ရှားပြီးဒီကဘာလုံးခီးသွားဧည့်သည်တွေကိုဆွဲဆောင်နေပါသည်။တဝိမီသားစုဟာအနုပညာလေးရတွေကိုစုဆောင်းလေးရှိပါသည်။သူတို့ဟာတမိုးကြီးပကြီးကားတွေရှာပါရှင်အပစ္စည်းတွေနဲ့ ရှားပါးကြောင့်မြင့်ရင်နာတွေကိုပါစုဆောင်းလေးရှိကြပါ යි ။ဒီစီစားမှုတွေဟာသူတို့ရဲ့ချမ်းသာမှုကိုဖော်ပြနေရတာမကပဲအချိန်ကြာလာတဲ့အခါဈေးတက်လာမဲ့ယင်းနှမြွနယ်မှုတွေလည်းဖြစ်ပါ යි ။သူတို့စုဆောင်းမှုတွေကတခုကတော့ လီယိုနာရိုဒေဗန်ချီပွန်ကိုဆွဲထားတဲ့ Savicho Mandis ခေါ်တဲ့ပကြီကားချက်ဖြစ်ပြီးတော့ဒီပကြီကားကိုတော့မင်းသားဘာဒရာဗင် အာဒူလာကလီလန်ဂျီဒေါ်လာတန်း450နဲ့ဝယ်ယူခဲ့တာဖြစ်ပါပြီ။အင်ရှေဆယ်မင်းသားမိုဘာမဲဝင်ကြီးချုပ်ဖြစ်လာချိန်မှာတော့သူဟာ Sorry Arabia နိုင်ငံရဲ့စီးပွားရေးကိုတွေ့ချက်ခဲ့ပါပြီ။သူ့ရဲ့ရည်ရွယ်ချက်ကနိုင်ငံစီးပွားရေးကိုရင်းနှီးတစ်ခုရဲ့ပေါ်မှာမှီခိုနေတာမဟုတ်ဘဲအခြားကဏ္ဍတွေစီကိုပါရင်းနှီးမြှုပ်နှံပြီးအခြားနိုင်ငံတွေနဲ့ပူးပေါင်းမှုပါပဲ။ ကေပရိသတ်တို့ရေဒီဗီယိုထဲမှာတော့ဒူဘိုင်းတော်ဝင်မိသားစုတွေဘယ်လိုနေထိုင်ကြတယ်ဘာတွေပိုင်ဆိုင်နေဘယ်လောက်ထိချမ်းသာတယ်ဆိုတာဖော်ပြပေးခဲ့တာဖြစ်ပါတယ်ပရိသတ်တို့လည်းသူတို့လောက်ချမ်းသာခြင်းနေဆိုရင်တော့အလုပ်ကျိုးစားတာတဲ့ RS ကားတင်ဒူဘိုင်းသွားပြီးတော်ဝင်မိသားတွေကတယောက်ကိုအပိုင်ယူလိုက်ဖို့သာကြံပြကြပါတယ်အခုဗီဒီယိုလေးကိုစုံတီးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်